်မင်္ဂလာပါရှင် C4D YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ကျမဖတ်ပြပေးမှာကတော့ဆရာစာရေးဆရာမ Delphin Shrine ရေးသားထားတဲ့ The Rebel of Rangoon ကိုဆရာအောင်အေးရန်ကုန်တက္ကသိုလ်ကဘာသာပြန်ရေးသားထားတဲ့ရန်ကုန်မြို့ပေါ်ကတပုံးဆိုတဲ့ဝိတ္ထုစာအုပ်လေးတဲကပြည်ပရောက်နေသူတို့ရဲ့မြို့တော်အပိုင်းလေးပဲဖြစ်ပါလေရှင်။ ဘလောက်ပဲစစ်အုပ်စုကအကန့်အသတ်တွေလှုပ်ထားပါစေအမှန်တရားကိုဖော်ထုတ်ဖို့စီယုံရေးစင်းဖို့ဆိုတာနီးလန်းတွေရှိနေတာပါပဲနှွေးနဲ့သူ့မိတ်ဆွေတွေဟာအနိုင်ကျင့်ခံနေရတာတွေကိုဖွင့်ချဖို့တာဝန်ရှိတယ်လို့ခံစားနေကြတာပါသူတို့မှာလမ်းလျှောက်ဆန္ဒဖော်ထုတ်ဖို့ခြေထောက်တွေရှိနေကြတာပဲသူတို့မှာခွန်အားတွေလည်းရှိနေကြတာပဲပြည်သူလူထုကြီးရဲ့ အခွင့်အရေးတွေနဲ့သက်ဆိုင်ပါတယ်ဆိုတဲ့ပါတီတရက်ကဘာရည်ရွယ်ချက်မှမရှိတော့ဘူးလားသူတို့ရဲ့မကြည်မနှက်ဖြစ်မှုတွေများတစ်ထက်များလာနေကြပါတယ်သူတို့လုံနေနိုင်တာဟာလက်လက်လက်ရလက်ရလုပ်ပြီးစေးလိတ်တွေတောက်နေကြတာပဲရှိတာလားအဲ့ဒီလိုအချိန်မျိုးမှာသူ့အတွက်တော့စာဖတ်ချိန်ပူရပါတယ်ဒါပေမဲ့ရုံထဲမှာဆိုရင်တော့စာဖတ်လို့မရတာများပါတယ် NLD ဟာပြဿနာတွေအကျဉ်းသားတွေနဲ့ပတ်သက်လို့မှတ်တမ်းတင်မှုစူးစမ်းမှုတွေရှိနေပြီမယ်။ပါတီဝင်တွေသဘောပေါက်လာတာက သူတို့ရဲ့လှုပ်ရှားမှုတွေကိုလှုပ်ရှားမှုတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုခေါင်းထဲမှာမှတ်ထားတာပိုကောင်းတယ်ဆိုတာပါပဲ။ဖုံတဲနေတဲ့နိုင်ငံတွေနဲ့ကာယံထားတဲ့အခန်းကျင်းတွေထဲမှာအခန်းကျင်းတွေထဲကဖိုင်တွဲထားတာတွေဟာ သုံးချိန်လောက်ဝင်ရောက်စီးနှင်းရှာဖွေတာတွေအလောက်ခံရတဲ့နောက်မှာအနည်းနဲ့အများပျောက်ဆုံးကုန်ကြလိုပါပဲဖက်စရာပါတီစည်းမျဉ်းတွေအစည်းအဝေးမှတ်တမ်းတွေထုတ်ပြန်ကြေညာချက်ဖိုင်တွဲတွေတော့ရှိနေပါသေးတယ်။ဝိုင်းရင်အန်ဂယ်ရီနဲ့မိတ်ဆွေဖွဲ့ခြင်းသူတို့နဲ့အတူတကွခစ်တစ်သမိုင်းကိုဆက်ဆက်ယူခြင်းအပြင် သူတက်နိုင်သလောက်အချိန်ကိုအကျိုးရှိအောင်တုံးချခဲ့ပါတယ်။ တိုင်းပြည်ဟာဘာကြောင့်အခုလိုမျိုးရှုပ်ထွေးပွေလီတဲ့အခြေအနေကိုကြာရောက်သွားရတယ်လဲဆိုတာကိုသူ့ကိုယ်ပိုင်ညာနဲ့လည်းသုံးသပ်ခဲ့ပါတယ်။သူဟာတခြားပါတီဝင်တွေလိုပဲပါတီကိုလိလာ သုံးသပ်မှုလည်းလုပ်ခဲ့ပါတယ်။ဥဆောင်လှုပ်ရှားနေသူတွေစိန်ခေါ်မှုတွေကြိတ်ကြံနေမှုတွေကအစပေါ့။ဒါအပြင် အခုအချိန်မှာ ပါတီနဲ့ပတ်သက်လို့ဘလူဝါဒဖြစ်ရမလဲဆိုတာ သူတဘောပေါက်လာပါပြီနိုင်ငံရေးရေချိန်အစ်တတခုကိုရောက်လာပြီလို့ပြောရလောက်အောင်ပြောတဲ့ဆိုတဲ့လာပါပြီသတင်းကော်မတီမှာပါတဲ့တခြားအင်္ဂယ်တွေကတော့နှွေးကိုစောင့်ကြည့်ရင်စောင့်ကြည့်ရင်နဲ့အန်တီကသူ့ကိုဘာကြောင့်အဆင်မြင့်တင်ပေးခဲ့တယ်လဲဆိုတာကိုသဘောပေါက်ပြီးအသိအမှတ်ပြုလာကြပါတယ်အန်တီဟာနေအိမ်အခြေချုပ်ဖြစ်နေတာတောင်ပါတီကိုအမှန်အစ်စ်တွေ ထက်မြက်တဲ့နိုင်ငံရေးအသိစိတ်တွေရရှိအောင်ကြိုးစားခဲ့ပါတယ်။သတင်းကော်မတီအန်ဂယ်ရီကသူ့ကိုတီးတန့်တွေ့ဆုံပြီးအခွင့်အရေးပေးမဲ့အကြောင်းပြောပြခဲ့ပါတယ်။သူဟာဒေသခံ NLD ပါတီဝင်တွေအကြားတွားခွင့်ရသွားပါတယ်။လူငယ်တွေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာတာဝန်ယူခွင့်ရရှိခဲ့ပါတယ်။ 1988ခုနှစ်တုန်းကရန်ကုန်အထွေထွေယောဂါကုစေယုံကြီးမှာနာမကျန်းဖြစ်နေတဲ့အန်တီအမေစေယုံတက်ကုသနေတုန်းကပြုစုစောင့်ရှောက်ပေးခဲ့တဲ့သူနာပြုဆရာမဟာ သူ့အမေဖြစ်ကြောင်းနှွေးကမရင်နီးသူတွေကိုထုတ်မပြောတတ်ပါဘူးသူ့အဖေចောင်းသားဘဝကဒေါအောင်ဆန်းစုကြည်နဲ့တွဲကဖူးတဲ့အကြောင်းကိုလည်းအလကားနေရင်ရှောက်မကြွားတတ်ပါဘူးအဲ့ဒီတုန်းကသူ့အဖေဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့တမီးဒေါ်အောင်ဆန်းစုကြည်တက်တဲ့ကြောင်းမှာအတူတကွာတက်ခဲ့ကတက်ခဲ့တာဖြစ်ပြီးကပွဲအခမ်းအနားမှာယောက်ျားလေးတွေကသူတို့နဲ့တွဲကားရမယ်မိန်းကလေးရဲ့ဖနက်ကိုမိန်းကလေးဖနက်တပုံတပင်ကြီးဂျားတဲ့ကနေရွေးကြရပါတယ်နှွေးရဲ့အဖေကဒေါ်အောင်ဆန်းစုကြည်ရဲ့ဖနက်ကိုရွေးမိသွားတာပါ ွေးဟာသူ့အဖေအကြောင်းကိုဘယ်တော့မှထုတ်ဖော်ပြောပြခြင်းမရှိပါဘူးလူတိုင်းကတော့ကို့အပူနဲ့ကိုပဲလီတမန်ရိုးချာပုံစံကြီးမျိုးတော့မဟုတ်ပေမဲ့နွေးဟာ NLD ပါတီအတွင်းကသူကြရာတာဝန်ကိုရိုးရိုးဖြောင်းဖြောင်းပဲထမ်းဆောင်ခဲ့ပါလေသူ့အရေးချင်းနဲ့သူထမ်းဆောင်ခဲ့ပါလေဒါပေမဲ့သူ့ရဲ့မြန်မြန်ဆန်ဆန်အဆင့်တက်သွားမှုအပေါ်မှာတော့မနာလိုဖြစ်ကြသူတွေရှိခဲ့ပါတယ် နိုင်ဂျယ်ကတော့ကွဲပြားခြားနားမှုရှိပါတယ်။သူ့မှာပြည်သူလူထုကြီးရဲ့နိုင်ငံရေးခွန်အားကိုအာယုံခံနိုင်စွမ်းရှိတယ်ဆိုတာကိုတော့တွေ့တွေ့ချင်းနှွေးကအကဲခတ်မိပါတယ်။နှွေးတယောက် NLD ပါတီကိုစတင်ရောက်ရှိခဲ့တဲ့1998အချိန်ကာလကိုပြန်ကြည့်ရင်သူနဲ့အာသာအကြမ်းမှာတယောက်နဲ့တယောက်အမြင်ချင်းမတူလို့ခက်ခွာခွာဖြစ်နေကြတဲ့အချိန်ပေါ့ အမြင်ကြီးမတူရကနေအရင်အရင်ရင်းနေကြသူအချင်းချင်းကြအဲကြောင့်ပေါ်လာခဲ့တာပါအာသာတယောက်ချစ်သူရသွားရကနေအစပြုခဲ့တာ ဖြစ်ပါလေဒါဟာမိုင်မဲတာပဲလို့နှွေးကခံယူခဲ့ပါလေအာသာက သူ့ချစ်သူမိန်းကလေးကိုလက်ထက်ယူမဲလို့ဆုံးဖြတ်ထားပါလေမိန်းကလေးဟာ ချောမောလှပါတယ်ဆိုတာနှွေးကအသိမှတ်ပြုပေမဲ့ခက်တာက အဲ့ဒီမိန်းကလေးဟာနိုင်ငံရေးတက်ကြွလှုပ်ရှားသူမဟုတ်ပါဘူးအဲ့ဒီအချက်က ခွင့်မလွတ်နိုင်စရာ ဖြစ်သွားတာပါအာသာဟာ လက်ထပ်ပြီးတာနဲ့အဲ့ဒီမိန်းကလေးကိုစောင့်ရှောက်ရတော့မယ်ဝင်းဝေရှာရတော့မယ်ဒီလိုနဲ့သူနိုင်ငံရေးကိုစွန့်လွတ်ရတော့မယ်နှွေးနဲ့အာသာဟာဘယ်တော့မှချစ်သူမရှာဘူးဘယ်တော့မှ လက်မထပ်ဘူးလို့သဘောတူညီချက်ယူပြီး ဂတိကဝတ်ပြုထားခဲ့ကြတာပါ အခုတော့အာတာက ကွက်တီကိုတစ္ဆာဖောက်လိုက်ပြီလေနှွေးဟာအာတာကိုရက်တတပေါင်းများစွာစကားမပြောတော့ပါဘူးမင်္ဂလာဆောင်ကိုလည်းမသွားပါဘူးရှင်းလင်းပြတ်သားတဲ့အပြင် စိတ်အားထက်သန်မှုညံထက်မြက်မှုတွေရှိတဲ့နိုင်ဂျန်နဲ့တွဲမိလာပါတယ်ဒီလိုနဲ့မက်ဂီနိုင်ဂျန်နဲ့နှွေးတို့ဟာအမြင်ချင်းဖလှယ်တာတွေဖြစ်လာပါတယ် ရက်တီချက်တွေတူးလာကြတယ်။တိုင်းပြည်ရဲ့အနာဂတ်နဲ့ပတ်သက်လို့မြင်မားတဲ့မျှော်လင့်ချက်တွေရှိလာကြတယ်။ကိုအတာကိုကြော်လွန်ပြီးကြည်မြင်မှုတွေဖြစ်လာကြပါတယ်။ဗြိတိရှ်ကောင်စီက Open University Degree အတွက်၄နှစ်တာပညာသင်ကာလကို အရေးအချင်းလျှော့ချလိုက်ပြီးနှစ်နှစ်တာအောင်လက်မှတ်ပဲပေးတော့မယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာ သူတို့၃ယောက်လုံးမကြေမနက်ဖြစ်ခဲ့ကြပါတယ်။ ဘွဲ့ဒီဂရီရဖို့အတွက်ကျန်တဲ့ပညာသင်ကာလကို ထိုင်းနိုင်ငံမှာဆက်တက်ရမှာဖြစ်ပါတယ်။နိုင်ဂျယ်ကအောင်လက်မှတ်ရယူခဲ့တယ်။နှွေးကတော့မူဝရအဲ့ဒီအောင်လက်မှတ်မယူဘဲနေခဲ့ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်စလုံးပဲနိုင်ငံခြားမှာသွားပြီးကျန်တဲ့ပညာသင် နှစ်တွေအတွက်ကျောင်းဆက်တက်ဖို့ကိစ္စကိုတော့စွန့်လွတ်လိုက်ကြပါတယ်။ကျောင်းဆက်တက်မယ်ဆိုရင် နိုင်ငံရေးလုပ်လို့မရတော့ပါဘူး။ passport ကိစ္စတွေလိုအပ်တဲ့ဆိုင်ရွက်စာတမ်းကိစ္စတွေမှာအာဏာပိုင်တွေစီဖြတ်တန်းရတော့မှာဖြစ်ပါလေ။သူတို့စိတ်ထဲမှာတော့ဗြိတိရှာကောင်စီရဲ့အဲ့ဒီဆုံးဖြတ်ချက်ဟာတရားမျှတမှုမရှိဘူးလို့ခံယူကြပါတယ်။ဒီမိုကရေစီလိုလားတဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူကိုအိုးမကွာ အိမ်မကွာပညာသင်ယူနိုင်စေဖို့ စီစဉ်ထားတဲ့တိတ်တဆိတ်ပညာသင်စုရဲ့ရည်ရွယ်ချက်ကိုအယုတ်ဆိုးအကြီးတန်းစွာဖျက်သိမ်းပစ်လိုက်တယ်လို့ယူဆကြပါတယ်။နိုင်ဂျယ်ဟာရှည်တန်းရောက်သူတယောက်ဖြစ်လာလိမ့်မယ်လို့နှွေးကခန့်မှန်းထားပါတယ်။ခေါင်းဆောင်ဖြစ်ဖို့ပါရမီပါလာတယ်လို့ယူဆပါတယ်။မာနထောင်လွှားခြင်းမရှိဘဲထင်ပေါ်ကျော်ကြားလာမဲ့သဘောရှိပါတယ်။နှွေးကတော့အပြင်းမန်းကြည့်လိုက်တာနဲ့ မထီတီ ပုံမျိုးပေါ်လွင်နေပြီးအမြဲတမ်းနောက်ွယ်ကနေကျိုးကင်ချဲ့လေခြင်းနဲ့သဘာဝရှိပါတယ်။မဟာဗျူဟာမြောက်တူတူဝဲဝဲလှုပ်တက်မှုမှာပါရမီပါလာသူပါ။ဝါရင်ဂျာနယ်လစ်တဦးကနေပါတီရဲ့ဝါရင်မဟာဗျူဟာပညာရှင်အဖြစ်ပြောင်းလဲလာတဲ့ဘဘဥဝင်တင်နဲ့အန်တီတို့အကြားကတုံ့ပြန်မှုတွေတီထွင်ဖန်တီးမှုရှိတဲ့အတွေးခေါ်တွေကိုလည်း တက်နိုင်တယ်လို့လေ့လာထားပါတယ်။လေးစားမှုရှိလားလို့မဟုတ်ပေမဲ့အကျဉ်အချို့တဝိုင်းတဲ့တောက်ကြရင်နှွေးနဲ့နိုင်ကျဲဟာယုံကြည်မှုစတင်တိဆောက်ခဲ့ကြပါတယ်။အခါအားလျော်စွာသူတို့ရဲ့ကွန်ရက်တွေအတွက် စိတ်ကူးခြင်းဖလှယ်ကြပါတယ်။ကိစ္စသေးသေးလေးမှဖြစ်ဖြစ်စွန်စားရမှုအ ਨੇ စုံနဲ့ထိရောက်မှုအများဆုံးရဖို့လိုတယ်လို့နှွေးကခံယူထားပါတယ်။ NLD လူငယ်အုပ်စုတွေအကြားမှာမကျေနပ်မှုတွေများလာပါတယ်2009ခုနှစ်ရှူဝါရောင်လှုပ်ရှားမှုဟာပေါ်ထွက်လာပြီးပျောက်ကွယ်သွားခဲ့ပါတယ် NLD ပါတီကိုရင်ခွင်ပိုက်စောက်ရှောက်နေသူတွေဟာဒီလှုပ်ရှားမှုမှာနိုင်ငံရေးအရဥဆောင်မှုမပေးနိုင်ခဲ့ပါဘူးနှွေးရဲ့အမြင်တွေကတော့တခြားစီပါပဲနှွေးဟာတက်သေးအထောက်အထားအပြည့်အပါတဲ့ဗီဒီယိုမှတ်တမ်းတွေ တက်ပုံမှတ်တမ်းတွေကိုလှစ်ဟာချက်ရဲ့လို့လုံးဝမရှိစေပဲအဖြူခွင်းခံလိုက်ရတဲ့ရက်သက်သက်ပတ်အတွင်းဒီမိုကရက်တစ်ဗမာအတန်ကသတင်းထောက်တယောက်နဲ့ဆက်သွဲပြီးဖန်တီးပေးနိုင်ခဲ့ပါတယ်အဲ့ဒီသတင်းဌာနဟာမြေပြင်ကလျှို့ဝှက်သတင်းထောက်တွေပို့ပေးတဲ့ဗီဒီယိုမှတ်တမ်းတွေကိုအိုစလိုအပြင်ဘက်ကနေတီးဖြတ်ပြီးလွှင့်ထုတ်ပေးနေတဲ့သတင်းဌာနပါဒီလိုနဲ့ နှွေးနယ်တကွတတူရွယ်သူတွေဟာ သူတို့ရရှိထားတဲ့အထောက်အထားတပုံတပင်ကြီးကိုပေးပို့စရာနေရာတစ်ခု ရှိသွားခဲ့ပါတယ်။ပြည်ပမီဒီယာဌာနတစ်ခုကအဲ့ဒီလိုအလေးထားလှုပ်ဆောင်နေချိန်မှာအဲ့ဒီသတင်းဌာနရဲ့မြေအောက်သတင်းထောက်တွေပေးပို့တဲ့သတင်းတွေသာမကဒေါ်လန်ရေးကို ကိုစားပြုနေတဲ့နိုင်ငံရေးပါတီတရက်ကပေးပို့တဲ့သတင်းတွေကိုပါ ခေါင်းကြီးပိုင်းကနေပေါ်ပြခွင့်ရခဲ့ရင် ပိုမကောင်းပေဘူးလားလို့နှွေးကစဉ်းစားမိပါတယ်။ရှင်းလာကြပြီနော်။စေအုပ်စုရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကိုနောက်ဆုံးပိတ်အတည်ပြုဖို့အတွက်ပြည်လုံးကျဆန္ဒခံယူပွဲလုပ်တာနဲ့ပတ်သက်လို့ NLD တာဝန်ရှိသူတွေဟာတုံ့ပြန်မှုလုပ်ဖို့ပြက်ကွက်ခဲ့ပါတယ်။နှွေးဟာ သူ့အထက်လူကြီးတွေရဲ့ခွင့်ပြုမိန့်ကိုမစောင့်တော့ပဲသူ့မိတ်ဆွေတချို့နဲ့အတူဆန္ဒမဲပေးတာကိုစောင့်ကြည့်တာတွေလုပ်ခဲ့ပါတယ်။အငင်းပွားပွဲတွေရှိတဲ့ကြားက14နှစ်တိုင်တိုင် အကြက်ကင်မှုအောက်မှာမူကျန်းရေးခဲ့ပြီးအပြင်းမန်းအဖြစ်အရက်သားအုပ်ချုပ်မှုကို ပုံဖော်ထားပြီးမယ်။စေအုပ်စေအုပ်ချုပ်ရေးဥပဒေကိုအမြင့်တွယ်အောင်လှုပ်ထားတဲ့စာပိုက်တွေပါဝင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို2008ခုနှစ်မေလ10ရက်နေ့မှာပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးလုပ်ဖို့တတ်မှတ်ခဲ့ပါတယ်။ဒီဆန္ဒခံယူပွဲကြီးမှာအကြံဖန်တွေလှုပ်လိုက်မယ်ဆိုတာလူတိုင်းသိကြပါတယ်။ငရဲကြကြ ရေးကြီးကြီးအသေးစိတ်ကြကြအထောက်အထားတွေအရယူဖို့ဆိုတာသူတို့ရဲ့တာဝန်ပဲလို့နှွေးကခံစားမိပါတယ်။ ငရဲကတော့ကြထားပြီးသားပါမေလ2ရက်3ရက်ညမှာအေယဝတီမြို့ဝကျွန်းပေါ်ဒေသကိုရွာပြီးရွာလုံးကျပျောက်သွားကြတဲ့အထိဒုက္ခပေးခဲ့တဲ့နာခိဆိုင်ကလုံးမုန်တိုင်းကြီးဖြတ်ဝင်သွားပါလေအနောက်မြောက်လမ်းကြောင်းအတိုင်းမသွားခင်မှာရန်ကုန်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်အစွန်အဖျားတွေကိုမှွေသွားခဲ့ပါလေ တနာယီကို105မိုင်နှုန်းတိုက်ခိုက်ခဲ့တဲ့လီပြင်းဟာပင်လယ်ရေပြင်ကိုထကြွလှုပ်ရှားစေပြီး ကုန်းတွင်မိုင်အေယာဝတီစီကို25မိုင်အထိဝင်ရောက်စေခဲ့ပါတယ်။ဒေသတစ်ခုလုံးရေတွေဖုံးသွားပါတယ်။ကောက်ရိုးတွေဝါးတွေနဲ့စောက်လှုပ်ထားတဲ့တဲအိမ်တွေကိုဖျက်ဆီးပစ်လိုက်တယ်။ဇီဒီပထိုးတွေဟာထီးတော်တွေဇီဒီပထိုးတွေကထီးတော်တွေဟာတစ်ကိုင်းကို ချိုးလိုက်တယ်လို့ကြိုးကုန်တယ်။ ဒေတာတစ်ခုလုံးဟာလေကြောင်းကနေဘုံကျဲခံထားရတယ်လို့အသွင်ပြင်မျိုးဖြစ်သွားတယ်။ဘုံကြီးကျောင်းတွေစာတင်ကျောင်းတွေသာလင်အသက်ရှင်ရပ်တည်နိုင်ဖို့အတွက်မိခိုအားထားရာအခြေခံအဆောက်အအုံတွေဖြစ်သွားပါတယ်။နွားတွေကျွဲတွေဝက်တွေသေးကုန်တယ်။မျိုးစဘာတူလောင်တဲ့စပယ်ကြီးတွေငါးဖန်းလီတွေနွားလဲတွေပြည့်စည်ကုန်တယ်။ ပုံမှန်ချိန်မှတောင်ဆင်းရဲတဲ့လယ်သမားတွေနဲ့တငါတယ်တွေဟာစာဝင်နေရဲ့အတွက်အနိုင်နိုင်စူးစမ်းနေခဲ့ကြရတာကူတော့နေခဲ့ကြရတာဆိုတော့အခုလိုတဘာဝအကပ်ဘေးဆိုးကြီးနဲ့ကြုံလိုက်ရတဲ့အခါပိုဆိုးကုန်ကြပါတော့တယ်။ကျမစိုးလို့ပြောရမှာပါ။ရန်ကုန်တမြို့လုံးမှာလည်းလမ်းမကျယ်ကြီးတွေလမ်းတွေပေါ်မှာလဲကျလာတဲ့တစ်ပင်တွေနဲ့ပိတ်ဆို့ကုန်ပါတယ်။ အိမ်အမိုးတွေပွင့်ထွက်ကုန်တယ်။လျှက်စစ်မီးနဲ့အခြေခံစားတောက်ကုန်တွေပြက်လက်ကုန်ပါလေ။နိုင်ငံတကာအကူအညီပေးရေးဝန်ထမ်းတွေဟာဘန်ကောက်ဒါမှမဟုတ်ပင်လယ်မှာအရေးပေါ်အထောက်ပံ့တွေကိုရဟတ်ရင်တွေနဲ့ပို့ပေးဖို့အတွက်ခွင့်ပြုမိတ်စောင့်နေကြပါလေ။စေအုပ်စုကတော့ကြောက်နေရန်ကာထားပါလေ။ပြည်တွင်းအခြေစိုက်အေဂျင်စီတွေကအာမခံတဲ့ကယ်ဆယ်ရေးဝန်ထမ်းတွေကိုသာ ်ဗီဇာနဲ့ပန်မစ်အချို့ထုတ်ပေးပါတယ်သူတို့ရဲ့လုံခြုံရေးတပ်ဖွဲ့တွေကတော့တပ်ဖွဲ့တွေကကြတော့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြည်လုံးကျဆန္ဒခံယူပွဲအချိန်မီကျင်းပနိုင်ဖို့ ਨੇ တတိုင်းပြည်လုံးကမဲယုံတွေမှာစောင့်ကြပ်ဖို့မဲပေးမဲ့ပြည်သူတွေကိုခြောက်လှန့်ဖို့ဖြန့်ခွဲနေရာချထားတာတွေလုပ်ပါတယ်မဲပေးတဲ့နေ့ရောက်တဲ့အထိလေပြီးကြောင့်တေကြီးဒံရရဆင်းဟင်းဟာ ရေအတွက်လို့မပြီးနိုင်သေးပါဘူးတနေ့ထက်တနေ့အရေအတွက်များတဲ့ထက်များလာခဲ့တာပါနောက်ဆုံးတရားဝင်အတီးပြုတ်လိုက်တဲ့စင်ရင်အရာတရားတသိန်း3800ဦးဖြစ်ပါတယ်မြို့ဝကျွန်းပေါ်ဒေသအတွင်းကအစိုးရဆုံးလေပေးတင်ဒေသတွေမှာမဲပေးတာကိုစေရဲ့နောက်ဆုတ်ခွင့်ပြုတ်လိုက်ပြီမဲ့စေအုပ်စုဟာ 60ရာခိုင်နှုန်းထောက်ခံပါတယ်လို့ကြေညာနိုင်တဲ့အထိမဆောင်နိုင်ကြတော့ပဲ62ရာခိုင်နှုန်းထောက်ခံပဲရခဲ့ပါတယ်လို့ကြေညာခဲ့ပါတယ်။နှွေးနဲ့သူ့အပေါင်းအသင်းတွေဟာလမ်းပေါ်ထွက်လာကြပါတယ်။သူတို့မှာတနိုင်ငံလုံးကမဲယုံတွေကိုစောင့်ကြည့်ဖို့ရာဘာအဖွဲ့အစည်းဘာပစ္စည်းကိရိယာမှရှိတာမဟုတ်ပါဘူး။နေနေအခြေအနေကောင်းတာက သူဟာတနိုင်ငံလုံးကအသည့်ကျွမ်းတွေနဲ့အဆက်အသွယ်ရထားပါလေ။စွန့်စားစရာမလိုပဲမဲယုံတွေကိုတိတ်တဆိတ်စောင့်ကြည့်နိုင်ခဲ့ပါလေ။နှွေးရဲ့ဆယ်ဖုန်းလေးတစ်လုံးနဲ့ရန်ကုန်မြို့အတွင်းကမိတ်ဆွေ6ယောက်လောက်စီက ပေးပို့လာတဲ့သတင်းတွေကိုစူးစီးဖို့သူတို့ဟာ အသင့်စောင့်နေကြပါလေ။ပြီးတော့သူတို့ဟာစူးစီးရရှိလာတဲ့သတင်းအချက်အလက်တွေကို DVB သတင်းဌာနက သူ့အဆက်အသွယ်တွေစီဖုံးဆဲပြီးသတင်းပို့ကြပါတယ်။အဖမ်းစည်းခံရဆရာအကြောင်းမရှိပဲလှက်ခွက်ကလေးတွေတုံးပြီးသတင်းပို့တဲ့အလုပ်ကိုလုပ်နိုင်ပြီမယ်။ခေါင်းဆောင်တွေရဲ့ bureaucrat ဆန်လာတဲ့ပဇွန်အုံနောက်တွေကြောင့်ရုံးကိုမနေ့9နာရီထက်စောဖွင့်ခွင့်ညနေ4နာရီထက်နောက်ကျပြီးမှပိတ်ခွင့်မရလို့အပြည့်အဝအလုပ်မလုပ်နိုင်ခဲ့ပါဘူး။ မဲယုံတွေဟာမနဲ့မိုးလင်းနာနဲ့ဖွင့်ပြီးညနေ6နာရီမှပိတ်တဲ့အချက်ကိုအဲ့ဒီခေါင်းဆောင်တွေကလှည့်လျူရှုခဲ့ကြပါတယ်။ရုံးကမဖွင့်သေးတော့အပြင်ဘက်မှာ NLD လူငယ်တရာစင်ဟာစုဝေးမိနေကြပါတယ်။အဝါရောင်စတစ်ကာတွေကတ်ထားတဲ့အထူးရဲတပ်ဖွဲ့အထူးရဲသတင်းတပ်ဖွဲ့ဝင်တွေခိုအောင်ရတဲငယ်လေးနဲ့မျက်နှာချင်းဆိုင်တဲ့တယ်မှာပေါ့။သူတို့ဟာ လူစုလူဝေးမလုံရဆိုတဲ့အမိန့်ကိုဖြစ်ဆန်ရာရောက်နေပါလေအတွေ့အခွန်ပိုင်းဆိုင်ရာလုံလုံဟန်ပိုင်းဆိုင်ရာကန့်သက်ထားတဲ့တရားဥပဒေဒါဇင်ဝက်နဲ့ထပ်ပေါင်းပြီးအေးအေးယူလို့ရနိုင်ပါသေးတယ်စစ်အုပ်စုရဲ့စီကံရှိတဲ့ဒီမိုကရေစီဆိုင်ရာလမ်းပြမြေပုံကိုပြဿနာရှာသလိုဖြစ်နေပါလေကိုကိုကိုကာကွယ်ဖို့အတွက်သူတို့လုံနိုင်တာကတော့တနေရာထဲမှာရက်မနေပဲ ဟိုလျှောက်ဒီလျှောက်လှုပ်ပြီးဆဲလ်ဖုန်းပြောချင်အောင်စောင်းတာနဲ့အဖမ်းမခံရပါစေနဲ့လို့ဆုတောင်းယုံပါပဲ။နှွေးကိုယ်တောင်လက်တွေပါတွေဝှေ့ယမ်းပြီးဟိုပြောဒီပြောပြောနေဖို့ဝိုင်းပြီးတိုက်တွန်းကြပါလေ။နှွေးဟာပြေးပြတဲ့ဆန္ဒတစ်ခုကိုစုပ်ကိုင်းပြီးအကောင့်ထဲပေါ်ပါလေ။အဲ့ဒါကတော့စေအုပ်စုရဲ့ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆိုင်ရာ စီးမဲ့ကမ်းမဲ့ဖြစ်မှုတွေကိုတက်နိုင်တဲ့လောက်စုစည်းပြီး ပြန်လည်ဖြန့်ဖြူးဖို့ဖြစ်ပါတယ်။အဲ့ဒီပြည်လုံးကျဆန္ဒခံယူပွဲကို ပြင်းထန်လာတဲ့လေမုန်တိုင်းကပ်ဘေးဆိုးကြီးနဲ့ကြုံကြိုက်ခဲ့ကမှခဲ့တာမှ မကြသေးတဲ့အချိန်မှာကျင်းပခဲ့တာပါ။သူ့မွေးဇာတိဖြစ်တဲ့မြို့ဝကျုံးပေါ်ဒေတာရဲ့ဒေတာရဲ့မြင့်လက်တက်တွေမှာထောင်နဲ့ချီတဲ့လူသေးအလောင်းတွေဟာ ပုတ်ပွားဖောင်းကားပြီးညောပါနေကြတော့မှရှိပါသေးတယ်။ ရန်ကုန်မြို့ပေါ်ကဖုံးတော်ကြီးတွေနဲ့မြို့သူမြို့သားတွေဟာစုနိုင်သလောက်အထောက်အပံ့ပစ္စည်းတွေကိုစုပြီးလမ်းကပ်ဘေးကျရောက်ရာဒေသတွေစီသွားခဲ့ကြပါသည်သူတို့ဟာလိုင်းရင်ကောက်ပင်တွေနဲ့တောထနေတဲ့လေခွင်းတွေထဲကနေအယိုးတွေကောက်အလောင်းတွေကောက်ပြီးမိသင်းကျူပေးတာတွေလုပ်ခဲ့ကြပါသည်အိုးမဲအိမ်မဲဖြစ်နေကြပြီးအသက်မွေးဝမ်းကြောင်းစရာဘာအခွင့်အလမ်းမှမရှိလို့ အစာရေစာငတ်မွနေကြတဲ့ထောင်ချီတဲ့မုံတိုင်းကပ်ဘေးစိုးမှာအသက်ရှင်ကြံနေခဲ့သူတွေဟာမြဝကျွန်းပေါ်ဒေသကလမ်းမကြီးတချို့ရဲ့လမ်းဘေးဝဲရာမှာ တန်းစီပြီးနေထိုင်နေကြပါတယ်။နှွေးဟာတွန်တေးမျိုးသူ့နေအိမ်ကနေထွက်လိုက်တာနဲ့အမိုးရှိတဲ့အိမ်ဆိုတာလက်ချိုးရေတွက်လို့ရလောက်အောင်ဖွဖွညံ့ညံ့ကြီးနေတဲ့မြင်ကွင်းကိုမြင်တွေ့ရပါတယ်။လူတိုင်းခံစားရတဲ့ဖြစ်အပျက်ပါ DVB နဲ့အဆက်အသွယ်မိခါစားပဲရှိသေးတဲ့ကြော်ကြော်ဟာဆိုင်ကလုံးမုံတိုင်းကြောင့်မိဘမဲ့ဖြစ်သွားရတဲ့ကလေးတွေနဲ့ပတ်သက်လို့မှတ်တမ်းတင်ဗီဒီယိုရိုက်ကူးမှဖြစ်တော့မယ်လို့ခန်းစားမိခဲ့ပါတယ်။သူ့မျက်လုံးတွေကိုကင်မရာမှန်ဘလူးတွေနဲ့အပ်ထားပြီးမိုးကုတ်ဆက်ဝိုင်းတစ်လျှောက်ဟာအပြည့်အစည်းတွေကိုရိုက်ကူးနေတဲ့အချိန်အဖော်အဖြစ်လိုက်ပါလာတဲ့သူ့အကူကလူသေးအလောင်းတစ်လောင်းကိုတက်နေမိလိုက်တဲ့အဖြစ်မျိုးကိုကြုံရပါသေးတယ်။ နာခင်မုံတိုင်းအလုံးဗျမ်းပဒါဖြစ်မှုတွေဟာသူတို့အားလုံးတသက်မှာတစ်ခါသာကြုံဘူးတဲ့အထူးဆန်းဆုံးမြင်ကွင်းတွေပဲဖြစ်ပါလေ။သုံးလအတော်တွင်မှာပဲလူငယ်တွေရဲ့မကြည်နက်တန်တွေအထွေထွေစီးမြင်းစီကံချိုးဖောက်မှုတွေကြောင့်ဥအောင်ရွှေဟာလူငယ်ကောမဒီအစ်စ်တစ်ခုကိုသူလက်သူလက်ခံနိုင်သူတွေထဲကနေလက်ရွေးစင်ရွေးထုတ်ဖွဲ့စည်းဖို့ပြင်ဆင်နေပါပြီ။သူတို့နဲ့ပတ်သက်လို့လည်း မကောင်းတဲ့အကျင့်စရိုက်တွေရှိနေကြောင်းကောလာဟာလာထုတ်လွှင့်နေပါတယ်။ငွေအလွဲသုံးစားလုပ်တယ်၊ထောက်လန်းရေးတွေကိုသတင်းပေးတယ်၊လိမ်မိုင်းဆိုင်ရာလက်မခံနိုင်တဲ့အပြုအမူတွေတောင်ရှိတယ်စသဖြင့်ပေါ့။တရုတ်လူမျိုးတွေရဲ့တီတိုးသံတွေအတိုင်းအထောက်အထားမပြနိုင်တဲ့ဆွဆွဲချက်တွေနဲ့လိုင်းလူထလာတာဟာကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။တစွန်းတစမှန်ကန်တယ်လို့အထင်ခံလိုက်ရရင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတယောက်ရဲ့နာမည်ကတသက်သာပြတ်သွားနိုင်ပါလေ။ယုံကြည်ကိုးစားထားမှုတွေတစစီကျွေလွင့်သွားနိုင်ပါလေ။လေဒီဂိုင်းဟာ ပြင်ပသတင်းဌာနစီ အစီရင်ခံစာရေးပြီးသူတို့ရဲ့အမြင်တွေကို လက်မခံရင်နှုတ်ထွက်ကြမယ်ဆိုတာကိုထုတ်ဖော်ကြေညာလိုက်ပါလေ။2009ခုနှစ်ကြမှာ NLD ပါတီကို ရောက်ခဲ့တဲ့မျက်နှာသစ် ဖြစ်သူနိုင်ဂျယ်တောင်မှပါတီကိုကြောပြီးကြည့်ရမယ့်အချိန်ဖြစ်လာပါတယ်။တိတ်ဆိတ်ငြိမ်သက်စွာနဲ့သူတို့ဟာအိမ်ပြန်လန်းကိုဥတီလိုက်ကြပါပြီ။မြစ်ကိုဖြတ်ကူးဖြတ်ကူးပြီးနောက်တင်မားလောင်ရှိတဲ့မြေရိုင်းပင်တွေတစ်ပင်အုပ်တွေအကြားကွေကွေကောက်ကောက်တည်ရှိနေတဲ့လမ်းအတိုင်းရှောက်လန်းကြရပါတယ်။ကရင်တော်လမ်းကြောင်းဖြစ်ပြီးလမ်းညွန်ထားတဲ့အတိုင်းဆိုရင် KNLE တိုးဂိတ်စီကိုတန်းရောက်มาဖြစ်ပါတယ်။ရောက်သွားတဲ့အခါကျတော့ထိုင်းနိုင်ငံကအထွက်ဗီဇာကိုဖြတ်ရမယ့်အစားလက်ဖက်ရည်ဖို့လက်တဆုပ်စာတွေကိုလက်တဆုပ်စာငွေကိုပေးလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့နည်းနည်းလေးမှကြံ့ကြာခြင်းမရှိဘဲဖအံကတဆင့်ရန်ကုန်ကို15နာရီကြာဆီးရမယ့်ဘတ်ကားပေါ်ရောက်သွားခဲ့ကြပါတယ်။ကိုတုတအကြောင်းကိုတော့အန်ဂယ်ရီကို ပြောပြရမယ် နွေးကသူ့မှုတ်ထုတ်လိုက်တဲ့ secret မိကိုငွေတွေကိုငေးကြည့်ရင်ဘယ်သူ့ကိုမှဥတီပြောတာမျိုးမဟုတ်ပဲပြောလိုက်ပါတယ်။မပြောဘဲမနေနိုင်တော့တဲ့လီဒန်မျိုးနဲ့နိုင်ဂျယ်ကဝင်ပြောလာပါတယ်။မဖြစ်ဘူး။မင်းပြောလို့မဖြစ်ဘူး။ပြောလိုက်ရင်မင်းကိုဘယ်သူကမှလေးစားမှမဟုတ်တော့ဘူး။ငါရဲ့လောက်ပြင်ပရောက်နေသူတွေနဲ့နွေးအကြကဟီလာဟာလာဆက်ဆံမှုတွေအပေါ်နားထောင်ယုံထောင်ပြီး ငြိမ်နေခဲ့တယ်လို့ငါညာလောက်အရက်သေးစာတောက်စားပျော်ပါရင် သူ့ကိုအကဲခတ်စောင့်ကြည့်တာကိုလည်းခံနေခဲ့ရပါတယ်။သူသိပြီးသားဖြစ်ပေမဲ့ပြောမရတဲ့မပြောသင့်တဲ့အကြောင်းအရာတွေကိုကြွားဝါပြောဆိုနေကြတာတွေပေါက်ကြားလို့မဖြစ်တဲ့မပေါက်ကြားသင့်တဲ့အကြောင်းအရာတွေကိုသူတို့ကိုဧည့်ခံနေသူတွေကတိတလူလူနဲ့ဝါတာတာပြောဆိုနေကြတာတွေကိုနားထောင်နေကြရတာပါ နေဆက်ဒေတာက အခြေအနေတွေနဲ့ပတ်သက်လို့စံကြီးတမြင်လောက်တောင်စိတ်ချလို့မရဘူးလို့နိုင်ကျဲခံစားမိပါတယ်။အဲ့ဒီအခြေအနေတွေကအဲ့ဒီအခြေအနေတွေဟာနိုင်ငံရေးတကြွလှုပ်ရှားသူတွေရဲ့အတွင်းပိုင်းကိုကတောင်းကနင်းဖြစ်အောင်ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ပြည်ပရောက်နေသူတွေဟာတရိษံဥယျာဉ်ထဲကတရိษံတွေနဲ့အလားအလာတံတန်းတူးနေပါတယ်။ ဝင်းကျင်ဝင်းချံကျဲကြီးတစ်ခုအတွင်းကနှောင်းအိမ်ထဲမှာ ပိတ်မိနေကြတာပါလက်တဆုပ်စာလူအုပ်ကြီးတစုရဲ့ချဲလယ်မှုကိုခန်းနေကြရပါတယ်ထိတ်ပြောင်ဘိုက်ရွှဲနေတဲ့အဲ့ဒီလူကြီးတွေဟာလူဟောင်းကြီးတွေရဲ့ထုံးစံအတိုင်းကိုတွေ့ကြုံခဲ့ရတာတွေကိုပြန်ပြောင်းတတလွမ်းဆွတ်ကြရင် သူတို့ရဲ့နှစ်စဉ်လများခံစားနေရတဲ့နာကျင်မှုတွေကိုဘီယာတွေနင်းကန်တောက်ပြီးဖြေးဖြောက်ကြရင်ပျော်မြွေ့ ပျော်မွေ့နေကြသူတွေဖြစ်ပါတယ်။ဒါပေမဲ့ကျင်းနဲ့အားရနေကြတာမဟုတ်ဘူးဆိုတာတော့သူတို့ရဲ့မျက်လုံးအယောင်တွေထဲမှာပေါ်လွင်နေပါတယ်။နှစ်ဆိုင်နဲ့ဝမ်းနဲ့ကြေခွဲမှုတွေကိုသူတို့ရဲ့တကြံအမြောက်ဖောက်ပြောဆိုမှုတွေအထက်စည်းစံမှုတွေအပေါ်ယံဟန်ပန်တွေနဲ့ကောင်းကောင်းဖုံးကွယ်ထားနိုင်ကြပါတယ်။နှွေးရဲ့အမြင်မှာဒါမှမဟုတ်နှွေးနဲ့နိုင်ကြ နှစ်ဦးစလုံးရဲ့အမြင်မှာသူတို့ကိုဧည့်ခံနေကြသူတွေဟာမြန်မာနိုင်ငံအတွေ့နေထိုင်ခဲ့ကြစဉ်ကသူတို့ရဲ့နိုင်ငံရေးလှုပ်ရှားမှုအတွေ့အကြုံတွေကိုပြန်လည်တူးဖော်နေတယ်လို့မြင်နေကြပါတယ်။သူတို့အတွေ့ထာဝရပျောက်ဆုံးသွားပြီဖြစ်တဲ့ကဘာတစ်ခုကိုပြန်လည်အသက်သွင်းနေကြသလိုပါပဲ။ဟုတ်ကဲ့ပါရှင်။အပိုင်းလေးကိုဒီနေရာမှာခိတ္တခဏရက်နာပြီး လာမယ့်အပိုင်းဆက်တွေကိုဆက်လက်စောင့်မျှော်နားဆင်ပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမ Venus ပါ